အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကရန်သူနိုင်ငံများဖြစ်တဲ့အမေရိကန်နဲ့အီရန်တို့ရဲ့နျူကလ িয়ার သဘောတူညီချက်အရာအီရန်အားယူရေနီယံသတ်ဆင်မှုကိုခွင့်ပြုခြင်းကိုဇော်လာနေ့ရက်နေ့မှာပယ်ချခဲ့ပါတယ်။အီရန်ကမှနျူကလ িয়ার စွမ်းရည်သုံးထားပြီးဆက်ယုံအတွက်နျူကလ িয়ার ကိုငြိမ်းချမ်းတဲ့နည်းနဲ့အသုံးပြုခြင်းဖြစ်တယ်လို့ကောက်ွယ်ပြောဆိုခဲ့ပါတယ်။ယူရေနီယံသတ်ဆင်မှုဟာအမေရိကန်နဲ့အီရန်တို့အပီလာကတဲ့ကဆွေးနွေးခဲ့တဲ့နျူကလ িয়ার ဆွေးနွေးပွဲများတွင်အဓိကအချက်ဖြစ်ပါတယ်။ ဖြစ်လာနိုင်စရာရှိတဲ့သဘောတူညီချက်အရယူရီဒီယန်တန်ဆင်တာမှတ်သမားကိုကျွန်တော်တို့ကခွင့်ပြုသွားမှာမဟုတ်ပါဘူးလို့ Trump ကသူ့ပိုင်းနဲ့ True Social မှာရေးခဲ့ပါတယ်။ Washington ရဲ့ကန့်လန့်မှုကြောင့် Iran အနေနဲ့နျူကလ িয়ার လောင်စာချုပ်ကိုတန်ဆင်ခွင့်ရလိမ့်မယ်လို့ SEO သတင်း website ကသတင်းဖော်ပြခဲ့ပြီးတဲ့နောက် Trump ကထပ်ပါတိုင်းရေးသားတိုက်ခြင်းဖြစ်ပါတယ်။ Trump ကအီရန်နဲ့ဆွေးနွေးမှုများလှုပ်ဆောင်ရာတွင်ထပ်ပေါက်မရှိတဲ့အခြေအနေများဖြစ်လာခြင်းအတွက်သူ့ရဲ့ရှေ့ကတာဝန်ထမ်းဆောင်ခဲ့တဲ့သမ္မတဂျိုးဘိုင်ဒန်ကိုပြစ်တင်ခဲ့ပြီး Biden နေနဲ့အီရန်တို့နျူကလ িয়ার သက်ဆင်ခြင်းကိုရခိုင်ကလေးကရက်ဆိုင်ခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။ အမေရိကန်ကအီရန်ထံပေးပို့ခဲ့တဲ့နောက်ဆုံးအဆိုပြုချက်တွင်အီရန်မြေမှာအီရန်ကိုပမာဏနယ်ပါတဲ့ယူရေနီယံတပ်ဆင်မှုကိုခွင့်ပြုမယ်လို့ SCO သတင်းဝက်ဆိုက်ကဖော်ပြခဲ့ပါတယ်။တပ်ဆင်မှုလုံးဆောင်ရမယ့်အချိန်ကာလကိုမူဆုံးဖြတ်ရခြင်းမရှိသေးဘူးလို့ဆိုပါတယ်။အီရန်အနေနဲ့မိမိတို့ရဲ့နျူကလ িয়ার စစ်ဆေးများကိုဖုံးကွယ်ထားစရာမရှိဘူးလို့ပြောကြားထားပါတယ်။အီချင်းပြတော်ကိုင်ရိုမှာ အီရန်နိုင်ငံသားရေးဝန်ကြီးအဘတ်အာရချီကကုလသမဂ္ဂနျူကလ িয়ার စောင့်ကြည့်ရေးဖွဲ့ရဲ့အကြီးအကဲရာဖီကရော့စီနဲ့တွေ့ဆုံခဲ့ရရင်ပြောကြားခဲ့ရာအီရန်ရဲ့ငြိမ်းချမ်းတဲ့လှုပ်ဆောင်မှုတွေကိုပိတ်ပင်ဖို့ရှင်းမှန်းထားမယ်ဆိုရင်တော့အဲ့ဒါကဘာသဘောတူညီချက်ကိုမှရရှိမှာမဟုတ်ဘူးဆိုတာသိကြပါတယ်လို့ပြောကြားခဲ့ပါတယ်။